အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကပါစာ76အနီးနှစ်မိုင်အထိအေအေတပ်ဖွဲ့များရောက်ရှိလာပြီးစစ်ကောင်မရှင်ကလက်နက်နဲ့လူအင်အားကိုလေကြောင်းမှပို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖကိုးတိုင်းပရောင်တက်နယ်အတွင်းရှိကောက်ွယ်ရေးဖြစ်စည်းဆက်ယုံကပါစာ76အနီးတွင်တိုက်ပွဲများပြင်းထန်နေကအာရကတပ်တော်အေအေမှကာကင်းစခန်းတစ်ခုကိုထပ်မံသိမ်းယူပြီးနောက်စစ်ကောင်မရှင်ကအင်အားတိုးချဲ့မှုများပြုလုပ်လာကြောင်းသိရပါတယ်။ ။ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကကပ္ပစာ16အနီးကကင်းစခန်းကုန်းများကိုပြန်လည်သိမ်းမြန်ထိုးစစ်ဆင်လာသည့်စစ်ကော်မရှင်တပ်သည် AA နှင့်ပူးပေါင်းတပ်ဖွဲ့တို့၏တိုက်ခိုက်မှုကိုခံရပြီးနောက်နောက်ထပ်ကကင်းစခန်းတစ်ခုကိုပါလက်လွတ်လိုက်ရကြောင်းသိရပါဗျ။ကပ္ပစာ16ရက်နှစ်မိုင်အလိုအထိပူးပေါင်းအဖွဲ့တွေချင်းကပ်နေကြပြီး မတုံရွယ်အနီးတစ်ဝိုက်မှလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်။ထိုးစစ်ဆင်လာတဲ့တက်စကမတွေပြန့်လန့်ကြပြီးကာကင်းစကန်းတွေလည်းအသိခံရတယ်ဟုစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါရယ်။တိုက်ပွဲဖြစ်ပွားတဲ့နေ့တွင်ပင်စစ်ကော်မရှင်ကစစ်ကူအင်အားနဲ့လက်နက်ခဲယမ်းများအပြင်ဒရုန်းများကိုပါဗထောင်တပ်နယ်အတွင်ပို့ဆောင်ခဲ့ကြောင်းသိရပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာ25ရက်နေ့ကလည်းပြည်နယ်ဝရေးကိုဖျက်ပြီးဗထောင်တပ်နဲ့ညောင်ခြေတောက်ကိုစစ်ကော်မရှင်အင်အားအပြည့်ပါစစ်ရင်တန်းခုနှစ်စီးဝင်ရောက်သွားကြောင်းဒေသခံများထံမှသိရပါတယ်။အေအေနဲ့ပူးပေါင်းတပ်များဤထိုးစစ်မှာကပ္ပဆ16အနီး မတုံချေးရွာအပြင်ကာပါစ6ရှိရာညောင်ခြေထောက်အနီးအထိရောက်ရှိလာသည့်အတွက်စစ်ကောမရှင်ကရခုကဲ့သို့အင်အားများအလုံးရပို့ဆောင်နေကြောင်းသိရပါတယ်။ညောင်ကျိုးမလေတာတောင်အထိလက်လွတ်ထားရတဲ့စစ်ကောမရှင်ကစင်လန်၊စံပလန်28မိုင်နဲ့ကြောက်ဖူးကြောင်ရှိညောင်ခြေထောက်တရားတို့တွင်အခိုင်အမာခြေခုပ်ယူကာအင်အားတိုးချဲ့နေပြီးတိုက်ခိုက်ရေးတပ်မှတပ်မ89မှထုံးနှုတ်အင်အားများအပြင်ရန်ကုန်အခြေစိုက်တိုက်ခိုက်ရေးတပ်များကိုပါအင်အားစုစည်းထားပြီးအစုလိုက်ခွဲ၍ညောင်ခြေထောက်နှင့်မတုံဘက်ကိုစစ်ကူပို့လျက်ရှိပါတယ်။ အထူးသဖြင့်ဂျုံတပ်ဖွဲ့များနှင့်ဂျုံလက်နက်ဗုံးများကိုပါတောင်ငူလေးတပ်စခန်းတွင်စုစည်းထားပြီးအထုတ်လိုက်ခွဲ၍ဗထောင်တပ်နယ်အတွင်းသို့ပို့ဆောင်နေကြောင်းသိရပါသည်။စစ်မိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အလုံးမဲရှင်လန်ချမ်းမြေကြပါစေရှင်။